အမင်္ဂလာပါဒီနေ့ကျွန်တော်တို့အတူတူစမ်းစစ်ကြည့်ဖို့ရွေးထားတာကတော့အမ်ခရစ်တိုလောကမှာတော်တော်လေးလူပြောများတဲ့ Ripple နဲ့သူ့ရဲ့ဒင်ကန် XRP ပါပဲဒီတုံးတက်ချက်အတွက်အခြေခံထားတာကတော့ Ripple XRP အကြောင်း question စိတ်ဖြာထားတဲ့အစီရင်ခံစာတစ်စုံပါဒီနေ့ကျွန်တော်တို့ရဲ့ mission ပေါ့နော်အဲ့ဒါကတော့ဒီအစီရင်ခံစာချက်ကအရေးကြီးဆုံးအချက်တည်းအတွင်းကြကြတုံးတက်ချက်တွေကိုထောက်နှုတ်ပြီးတော့နားလည်လွယ်အောင်တင်ဆက်ဖို့ပါပဲဟုတ်ကဲ့ Ripple ရဲ့ဇလန်ကတကယ်စိတ်ဝင်စားစရာပါဟုတ်တယ်နော်တဖက်မှာကကမ္ဘာငွေပေးချေမှုစနစ်ကြီးကိုပြောင်းပစ်မယ်ဆိုတဲ့အကြီးအကဲညီမှန်းချက်ရှိတယ်နောက်တစ်ဖက်မှာကျတော့ American SEC လို့အဖွဲ့ကြီးနဲ့တရားတပေါင်းတွေအမှုအခင်းတွေရင်ဆိုင်ကြရတာမျိုးတွေရှိတာပေါ့ဟွန်းအကြအကြအလဲအကြောင်းတွေများခဲ့လေကဲဒီရှုပ်ထွေးပြီးစိတ်လွှတ်ရှားစရာကောင်းတဲ့ Ripple ရဲ့ကဘာတွေကိုအတူတူခရီးဆက်ကြည့်ကြရအောင်ဘယ်ကစကြမလဲအမ် မိုင်းကြောင့်အစကနေပြန်ကောက်ကြည့်တာကောင်းမယ်ထင်တယ်။ကောင်းပါရဲ့ Ripple ရဲ့အမေကိုတကယ်တမ်းပြန်တူးဆွေးကြည့်ရင်2004ခုနှစ်လောက်အထိ ရောက်သွားနိုင်တယ်လေ။ Ryan Fugger ဆိုတဲ့သူက ripplepay.com ဆိုတာကိုစလုပ်ခဲ့လာ။သူစိတ်ကူးကဗဟိုချုကိုင်မှုတိတ်မရှိတဲ့လူအချင်းချင်းယုံကြည်မှုပေါ်အခြေခံပြီးငွေလွှဲလို့ရမယ်စနစ်တစ်ခုဖန်တီးချင်တာ။အာဒါပေမဲ့အဲ့ဒီတော့ကတိတ်ပေါက်မသွားဘူးထင်တယ်။ ဟုတ်တယ်အဲတော့ကတော့တိတ်ပြီးလူတိတ်မတီးခဲ့ပါဘူးဒါဆိုအခုကျွန်တော်သိတဲ့ report ပူဆန်ကဘယ်ချိန်လောက်ကြာမှပေါ်လာတာလဲအဓိကအလက်အပြောင်းက2012မှာစတာပါ Jet McCallop အရဲ့ MT Cox တီထောင်ခဲ့သူလေနဲ့ Chris Larsen ညုတ်က Open Coin ဆိုတဲ့ company ကိုထောက်လိုက်တယ်အော် Open Coin နောက်မှ Ripple Labs ဖြစ်သွားတာဟုတ်ကဲ့ Ripple Labs လို့နာမည်ပြောင်းခဲ့တာပေါ့သူတို့ရဲ့ရည်မှန်းချက်က Bitcoin ရဲ့အားနည်းချက်လို့မြင်တဲ့အချက်ပေါ့ အဓိကကတော့ငွေလွှဲလုံးနေတာကိုဖြည့်ရှင်းချင်တာဟုတ်တယ် Bitcoin ကအဒီ V4 အချင်းယူရတယ်နော်อืมဆိုတော့သူတို့က Bitcoin လို mining လုပ်တဲ့စနစ်အစား network tag ကယုံကြည်ရတဲ့ဖွဲ့ဝင်တွေအဲ validators တွေကြားမှာသဘောတူညီမှု consensus ရယူတဲ့စနစ်ကို ပြောင်းသုံးခဲ့တယ်အဲ့ဒီအချိန်မှာပဲ XRP ဆိုတာပေါ်လာတာလားဟုတ်ပါတယ်2013မှာ XRP ကိုမိတ်ဆက်လိုက်တယ် တခုထူးခြားတာက Bitcoin လို့2ဖို့ထူးလို့ရတာမဟုတ်ပဲနဲ့ XRP တင်ကားပေါင်းဘီလီယံတရာကို အစကတည်းကတခါတည်းဖန်တီးလိုက်တာဘီလီယံတရာအများကြီးပဲဟုတ်တယ်အဲ့ဒီထဲကအများစုကို Ripple Labs ကထိန်းချုပ်ထားပြီးတော့ကုမ္ပဏီဖွင့်ဖြိုးရေးတို့ပူးပေါင်းဆောင်ရွက်မှုတွေတည်ဆောက်ဖို့လို့ extra b g e h a s n i t o တက်ဖို့လို့စုံမယ်လို့ရည်ရခဲ့တာပါဆိုတော့အဲ့ဒီဘီလီယံတရာလုံးကဈေးကထဲရောက်နေတာတော့မဟုတ်သေးဘူးပေါ့မဟုတ်သေးပါဘူး လက်ရှိလေပတ်တုံးဆွဲနေလာကတဝက်လောက်ပဲရှိအောင်မယ်။ကျန်တာတွေကို Ripple Labs က Escrow လို့ခေါ်တဲ့တီးတန်ထိမ့်သိမ်းမှုစနစ်ထဲမှာထည့်ထားပြီးတော့လက်စင်ပမာဏအနည်းငယ်စီထုတ်ပေးနေတာ။အော်ဈေးကထည့်တဲ့ပြိုင်တဲ့အများကြီးမရောက်အောင် ထိန်းတဲ့သဘော။ဟုတ်ပါတယ်။ဒါပေမဲ့ဒီလို company ကများစုကိုကင်ထားတာကပဲနောက်ပိုင်းဗဟုချုပ်ကင်မှုများလုံးနေဆိုတော့ဝေဖန်မှုတွေရဲ့အရင်းခံတစ်ချက်ဖြစ်လာခဲ့တာပေါ့လေ။စီဝင်စားစရာဖြစ်ဖြစ်အနေနဲ့ အစောပိုင်းလက်ကျဲတွေပျောက်ဆုံးခဲ့ဆိုတာကြားဘူးတဲ့အဲ့ဒါကဘလို့ဖြစ်တာလဲဟုတ်တယ်အစောပိုင်းမှာနင်းနေအဖုထစ်လေးတွေရှိခဲ့တယ်နီးပညာအားနည်းချက်လာတခြားအကြောင်းလာတော့တိကျအောင်မသိဘူးပေါ့နော်ဒါပေမဲ့ legend number 1ကနေ32656 ठी မှတ်တမ်းတွေကပြန်ရှာတော့မရတော့ဘူးအော်ဟုတ်လားဒါကြောင့်အစောဆုံးပြန်ကြည့်လို့ရတဲ့မှတ်တမ်းက number 32590ကနေစတာ ဒါကလည်းအစောပိုင်းကာလာဒီမှာခိုင်မာတဲ့အခြေခံအဆောက်အဦဘလောက်အရေးကြီးလဲဆိုတာပြခဲ့တဲ့သင်ခန်းစာတစ်ခုပါပဲ။음။အခုတော့ဆန်ဖရန်စစ္စကိုမှာယုံချုံနဲ့ဝန်ထမ်း350ကျော်လုံးနဲ့ကဘာဝေပေးချင်မှုစနစ်ကိုပြောင်းလဲဖို့လုပ်နေတာပေါ့။ကဲဒါဆိုသူရဲ့အဓိကအားကိုးရာသူရဲ့နီးပညာဘက်ကိုဆက်ပါကြအောင်။ XRP Ledger XRPL ဆိုတာဘာလဲလဲ။သူအဓိကအားသာချက် တွေကဘာတွေလဲ။ XRPL ဆိုတာကတော့ Ripple ရဲ့အသက်သွေးကြောပဲပေါ့။ နထောစနိကရေကစားခဲ့တဲ့ open source decentralized blockchain တခုလို့သူတို့ကဆိုပါတယ်။သူ့ရဲ့အဓိကဆွဲဆောင်မှုတွေကတော့อืมအကျန်းဖြင့်၃ချက်လောက်ပြောလို့ရမယ်။ဟုတ်ကဲ့။တစ်ကမြန်ဆန်မှုပေါ့။ငွေလွဲတစ်ခုအတည်ပြုဖို့၃စက္ကန့်နဲ့၅စက္ကန့်လောက်ပဲကြာတယ်။တစ်စက္ကန့်ကိုငွေလွဲပေါင်း၁၀၀၀လောက်အထိကဲတွဲနိုင်တယ်လို့ဆိုတယ်။ဒါ Bitcoin တို့ Ethereum တို့ထက်အများကြီးမြန်တယ်လေ။ဟုတ်တယ်။ Bitcoin က7မိနစ်လောက်စောင့်ရတာကိုနှစ်ကကုန်ကျစရိတ်သက်သန်မှုငွေလွဲကလည်းအများအများနီးတယ်။ ဒေါ်လာနဲ့ရှင်ရင်တပြားရဲ့အပုံတထောင်ပုံတပုံလောက်ပဲရှိမယ်ချင်းတယ်။ဝါးတော်တော်နေတာပဲ။တုံးကတော့စွမ်းအံသုံးဆွဲမှုနှီးပါမှု Bitcoin ရဲ့ Proof of Work POW လို့စွမ်းအံအများကြီးမလို့တဲ့ Consensus Algorithm သူတို့အခေါ်ကတော့ RPCA Ripple Protocol Consensus Algorithm ပေါ့အဲ့ဒါကိုတုံးလေ။အဲ့ဒီ RPCA ဆိုတာ POW ရဲ့ဘယ်လိုကွာလဲနည်းနည်းလေးပိုရှင်းအောင်ပြောပြပါလား။ရပါတယ်။ Proof of Work ကတော့ Bitcoin မှာလို့ တင်းချာပုပ်စာကိုဘသူအရင်တွက်နိုင်မလဲရှင်းပြိုင်ကြတာလေနိုင်တဲ့သူကငွေလွဲတို့ကိုအတီးပြူခွင့်ရစုကြေးရပေါ့ဒါကလုံကြုံပေမဲ့အန်စွာရင်စားတယ်ဟုတ်ကဲ့ APC ကတော့အဲ့လိုပြိုင်တွက်တာမဟုတ်ဘူး network ထဲမှာရှိတဲ့ယုံကြည်စိတ်ချရတဲ့ validator node တွေရှိတယ်လေဒါတွေက band တွေတက္ကူတွေ company တွေပါဖြစ်နိုင်တယ်သူတို့ကငွေလွဲတစ်ခုကိုမြင်တဲ့အခါမြားစုကအေးဟုတ်တယ်မှန်တယ်လို့သဘောတူလိုက်တာနဲ့အဲ့ဒီငွေလွဲအတီးရှိသွားရောအော် သဘောတူညီမှုနဲ့သွားတာကိုဟုတ်တယ်ဒါကြောင့်ပုံမြန်နေစွိုင်းရင်လည်းအများကြီးမလိုဘူးပေါ့နောက်တစ်ခုငွေလွဲခါကောက်ပြီးဖြက်စီးပစ်တယ်ဆိုတာရောအဲ့ဒါဘာသဘောလဲဗျအာဒါက extra peer ရဲ့တတိုဒီထူးခြားတဲ့အချက်ပဲငွေလွဲတစ်ခုလောက်တိုင်းမှာ extra peer ပမာဏသေးသေးလေး0.001 extra peer လောက်ကိုငွေလွဲခါအဖြစ်ကောက်တယ်ပြီးရင်အဲ့ဒီကောက်လိုက်တဲ့ extra peer ကိုဖြက်စီးပစ်လိုက်တော့ဖြက်စီးပစ်တာဟုတ်တယ်ဆိုတော့အချိန်ကြာလာတာနဲ့အများလက်ပတ်နေတဲ့စုစုပေါင်း SRB ရဲ့ရေတွက်က တဖြည်းဖြည်းနင်းနေနေနဲ့တွားမှာဒီလိုလောက်တာကအကြောင်းနှမျိုးလို့ရှိတယ်ပြောကြတယ်တခုက network ကိုအလကားစပန်ငွေလွဲတဲ့ပုံပြီးတိုက်ခိုက်တာမျိုးကိုတားဖို့ပေါ့ဘာလို့ဆိုငွေလွဲတိုင်းပယ်ဆံကုန်မှာကိုอืมอืมတဘာဘာကြပါတယ်နောက်တစ်ခုက SRB ကိုတဖြည်းဖြည်းရှားပါလာအောင်လုပ်ပြီးသူ့ရဲ့တန်ဖိုးကိုရေးရှင်မှာ ထိန်းသိမ်းဖို့အထောက်အကူဖြစ်နိုင်တယ်လို့ယူဆလို့ပါဟုတ်ကဲ့ဒါတော်တော်စိတ်ဝင်စားစရာစနစ်ပဲ gateway ဆိုတဲ့အယူအဆကိုလည်းကြားဖို့တယ်အဲ့ဒါကဘလို့အလုပ်လုပ်တာလဲပန်နီနဲ့ဘလို့ဆက်ဆက်နေလဲ gateway ဆိုတာက XRP ရုပ်ပေါ်မှာတမားတော့ကြငွေထွေးတွေဥပမာ USD တို့ EUR တို့ပေါ့ဒါမှမဟုတ်တခြားပိုင်ဆိုင်ဝတ်တွေကိုကိုစားဖြူဖို့တုံးတဲ့ကြားဟန်တွေလို့ပြောလို့ရတယ်သူတို့ကိုဘန်နေဒါမှမဟုတ်တခြားယူကြည့်ရတဲ့ပဏာရေးအထွေစီတွေကလုံဆောင်နိုင်တယ်ဆိုတော့ဘန်က gateway လုတ်ပေးတယ်ဆိုတော့ဟုတ်ကဲ့ဥပမာ gateway တစ်ခုကနေ USD ကို XRP ပေါ်ကို တွင်းလိုက်ရင် အဲ့ဒီ gateway ကငါစီမာမဲအတွက် USD ဘလောက်ရှိတယ်ဆိုရဲ IOU IOU လက်မှတ်မာတီထုတ်ပေးလိုက်တယ်လို့ပဲဒီ IOU ကို XRPL ပေါ်မှာလွတ်လွတ်လပ်လပ်လွှဲလို့ရတယ်။ Oh နောက်တစ်ယောက်ကဒီ IOU ကိုအဲ့ဒီ gateway စီ ပြန်သွားထုတ်ရင်တကယ် USD ပြန်ရမယ်။ဒါက Bitcoin လို code is law ဆိုရဲယုံကြည်မှုမျိုးထက်တကယ်အပြင်လောကကအဖွဲ့အစည်းတွေယုံကြည်မှု trust ကို network ထဲယူထွင်းလာတဲ့သဘောပေါ့။ဒါကြောင့် ban နေတဲ့ချိဆက်အလုပ်လုပ်ဖို့ပို့ဆင်ဖြစ်စေတယ်။ဆိုလိုတာက except here ha ငွေလွဲယုံတတ်တတ်မဟုတ်တော့ဘူးလုံးဝမဟုတ်ပါဘူးအဲ့ဒီ gateway ကြောင့်မတူညီတဲ့ငွေကြေးတွေပိုင်ဆိုင်မှုတွေကိုလွဲလွဲကူကူလဲလို့ရသွားတယ်နောက်ပြီး exorphia ကတခြားဟာတွေလည်းလုံနိုင်သေးတယ်ဥပမာပိုင်ဆိုင်မှုတွေကို digital token အဖြစ်ပြောင်းလာပေါ့ asset tokenization လို့ခေါ်တာလေအင်းနောက်ပြီးအခုပိုအဆင့်မြင့်တဲ့လုံဆောင်ချက်တွေ smart contracts တွေကိုလည်း hooks to side chain store လို့နှိမညာရီနဲ့လုံဆောင်နိုင်ဖို့စူးစမ်းနေကြတယ် ဒါရီက XRPO Decentralized Finance DeFi လို့ခေါ်တဲ့ဘ ਹੁ ချုပ်ကိုင်မှုမဲ့ငွေချေးဝန်ဆောင်မှုတွေအတော့ပါအတုံးဝင်လာစေဖို့ပါ DeFi ဆိုတာကလည်းခုနောက်ပိုင်းတော်တော်ခေတ်စားလာတာဆိုတော့ Ripple ကအဲ့ဒီဘက်ကိုပါခြေဦးလဲအနေတာပေါ့ဟုတ်ပါတယ်အထူးတစ်ပတ် NASA ဖြတ်ကျော်ငွေလှဲ remittance ဈေးကွက်မှာ XRP ကအခွင့်အလမ်းအကြီးကြီးမြင်ထားတယ်အခုဆိုဒီဈေးကွက်ကတနည်းတနည်းကိုဒေါ်လာဘီလီယံနဲ့ချီရှိတာလေ ဒီငွေလွဲတွေပါအများတော်အဖြစ်နေတယ်စရိတ်လည်းကြီးတယ်ဟုတ်ကဲ့ Ripple ရဲ့ on demand liquidity ODL လို့ဝန်ဆောင်မှုက XRP ကိုကြားကငွေကြေးအဖြစ်သုံးပြီးဒီပြဿနာကိုဖြေရှင်းဖို့ကြိုးစားနေတာတကယ်လို့စီမင်းစည်းကမ်းအကဲခဲတွေကိုကြော်နိုင်ရင်ပေါ့လေ2030လောက်မှာဒီ remittance ဈေးကွက်ရဲ့ဝေစုအတော်များများကိုရယူနိုင်လိမ့်မယ်လို့ခန့်မှန်းနေကြတာရှိပါတယ်စီမင်းစည်းကမ်းဆက်ရစကားထွက်လာပြီဒါက Ripple အကြီးဆုံးစိန်ခေါ်မှုရတဲ့ကတခုလို့ပြောရမယ်ထင်တယ် အထူးသဖြင့် SCC နဲ့ဖြစ်ခဲ့တဲ့အမှုပေါ့အဲ့ဒီကြောင့်လည်းဈေးကွက်ပေါ်တည်အောင်မှုတွေကိုဆက်ဆွေးနွေးကြည့်အောင်ဟုတ်ပါတယ် SEC American ငွေကြေးတက်တဲ့ခံလက်မှတ်တင်တဲ့ငွေလဲလှယ်ရေးကော်မရှင်ပေါ့နော်အဲ့ဒီ SEC နဲ့အမှုက XRP ရဲ့ဈေးနှုန်းရောအနာဂတ်ကိုပါအကြီးကျယ်တည်အောင်မှုရှိခဲ့တယ်ဆိုတာငြင်းလို့မရပါဘူး2020 December မှာ SEC က Ripple Labs နဲ့သူ့ရဲ့အမှုဆောင်အရာရှိတွေကိုတရားစွဲခဲ့တာအဓိကဆွဆွဲချက်ကပါလဲဗျာ အဓိကကတော့ XRP ဟာမှတ်ပုံတင်မထားတဲ့ security ငွေကြေးတည်တည်ခံလက်မှတ်တစ်ခုဖြစ်တယ်။ဒါကြောင့် report က XRP တွေကိုရောင်းခဲ့လာဟာတရားမဝင်ဘူးဆိုပြီးဆွဆွဲခဲ့တာပါ။ security လို့သတ်မှတ်ခံရတာကဘာလို့အဲ့လောက်အရေးကြီးသွားတာလဲ။ cryptocurrency တိုင်းက security မဟုတ်ဘူးလား။ဩဒါက American ဥပဒေမှာအရင်ရဲ့အရေးကြီးတဲ့ကွာခြားချက်ပါ။ တခုခုကို security လို့သတ်မှတ်လိုက်ရင်သူ့ကိုရောင်းဝယ်ဖောက်ကားဖို့အရင်တင်းကျပ်တဲ့စီမင်တွေမှတ်ပုံတင်လို့အချက်တွေများကြီးလိုက်နိုင်ရတာတယ်။အော် commodity လို့သတ်မှတ်ရင်တော့စီကန်းတွေကပို့ပေါ်ပါတယ်။ Bitcoin တို့ Ethereum တို့ကိုများစုက commodity လို့သဘောထားကြတာလေ။ SEC က XRP ကို security လို့စပြီးဆွဆွဲလိုက်တာနဲ့ crypto exchange တော်တော်များများက XRP ကိုစရင်းကနေဖျက်ချပေးခဲ့တယ်။ delist လုပ်ခဲ့တယ်။ Okay. အဲ့ဒီတော့ကဈေးတွေတော်တော်ကျသွားတယ်။ ဟုတ်တယ်ဇင်းနှုံချို့ကြသွားတယ်မရေရာမှုလည်းအကြီးကျယ်ဖြစ်ခဲ့တာပေါ့ဒါပေမဲ့တရားရုံးက report book ကနေတစိတ်တပိုင်းအနိုင်ပေးလိုက်တယ်မဟုတ်လားအင်ဂျင်ရောင်းဝယ်နေတာမျိုးမှာ SRP ဟာ security မဟုတ်ဘူးဆိုတာပဲအာဒါက report update တော့ train ကောင်းပဲဟုတ်တယ်ကြီးမားတဲ့အောင်ဝဲတစ်ခုပါဒါပေမဲ့တစ်ချိန်တည်းမှာပဲတရားရုံးက report ကအဖွဲ့စည်းကြီးတယ် institutional investors တွေကိုတိုင်ရဲရောင်းချခဲ့တဲ့အစ္စာဖီတွေကတော့ security ရောင်းချမှုမြောက်တယ်လို့လည်းဆုံးဖြတ်ခဲ့တယ်။ဆိုတော့အမှုကလုံးဝကြီးပြီးပြတ်သွားတာတော့မဟုတ်သေးဘူး။ရှုပ်ထွေးမှုတွေရှိနေုံပဲ။အဲ့ဒီ secondary market မှာ security မဟုတ်ဘူးဆိုတဲ့ဆုံးဖြတ်ချက်ကဈေးခွဲအပေါ်ဘလို့တိုက်ရောက်သွားလေဗျာ။အဲ့ဒီတင်ထွက်လာတော့ XRP ဈေးတိတိတားတားပြန်တက်လာခဲ့တယ်။ Exchange တော်တော်များများကလည်း XRP ကိုပြန်ပြီးတော့စီးရင်တွင်လာကြတယ်။ Release လုပ်လာကြတယ်။အဖွဲ့ကြီးကြီးတဲ့စိတ်ဝင်စားမှုလည်းပြန်မြင့်တက်လာတာတွေ့ရတယ်။ ဘာလို့လဲဆိုတော့အကြီးမားဆုံးမေယာမေယာမှုတစ်ခုကိုဖယ်ချလိုက်နေဘလို့ဖြစ်သွားလို့ပေါ့ကမမဲဈေးကွက်ကတော့အတက်အကျကျန်းတော့မယ်နော်ကျန်းတော့မှာပဲမကြသေးခင်မှာဈေးနှုန်း၄%လောက်ကျတာမျိုးတွေရှိသလိုနိပညာပိုင်းခွဲချမ်းစစ်ဖြောက်သူတွေကလည်းဈေးနှုန်းပုံစံနေရဆက်ကြနိုင်သေးတယ်သူဘာလို့သတိပေးတာတွေလည်းရှိနေတော့မယ်တဖက်မှာလည်းအကောင်းမြတ်တဲ့ခမန်းချက်တွေရှိနေပြန်ရော SRB ETF ဆိုတာဘယ်လိုလဲ ဟုတ်ပါတယ် ETF ဆိုတော့ exchange traded fund လေအခြေခံအားဖြင့်ကောဒါကယင်းနှီးမြူနှံသူတွေကိုတမားယူကြ software စာအကောင့်တွေကနေ XRP ကိုအလွဲတကူဝယ်နိုင်အောင်လိုပေးတဲ့နည်းလမ်းတစ်ခုပေါ့ Bitcoin ရဲ့ address spot ETF တွေအတီးပြူပြီးဆိုတော့ဟုတ်တယ်အဲ့ဒီနောက်မှာ XRP ရဲ့အတွက်ရောတခြား crypto တွေအတွက်ပါ ETF တွေလာနိုင်မလားဆိုတဲ့မျှော်လင့်ချက်တွေတော်တော်ကြီးမားနေတယ်တကယ်လို့ XRP ETF ဒါအတီးပြူခဲ့ရင်တမားယူကြယင်းနှီးမြူနှံတွေအများကြီးဝင်လာနိုင်ပြီးဝယ်လို့အကူအချီးချက်မြှင့်တင်ပေးနိုင်ချေရှိတယ် အဲ့လာကြောင့်တချို့ကဇင်းနှုန်း10ဒေါ်လာတော့25ဒေါ်လာဆိုထီတောင်ပြောနေကြတာလားဟုတ်အဲ့လိုမျောလင်းချက်တွေရှိနေတာပါဒါပေမဲ့ဒါတွေကခမန်းချက်တသက်ပဲဆိုတာတော့တတိပြုရမှာပေါ့နော်လက်တွေဖြစ်လာဖို့အများကြီးလိုသေးရဲ့ဒါပေမဲ့တမိုင်းကိုပြန်ကြည့်ရင်2018အစောပိုင်းက XRP က3.84ဒေါ်လာနဲ့အမြင့်ဆုံးစံချိန်တင်ခဲ့ပြီးနောက်ပိုင်းမှာတော်တော်လေးပြန်ကျခဲ့ဘူးတယ်ဆိုတော့ရင်းနှီးမြှုပ်နှံသူတွေအနေနဲ့ဘယ်လိုသတိထားသင့်တယ်လို့ချန်ပြူချင်းလဲမှန်ပါတယ်ခရစ်ပတိုဈေးကွက်ဆိုတာကအရင်က volatile ဖြစ်တဲ့အတက်ကြကျန်းတယ် ဒါကြောင့်ယင်းနီမျိုးနာမည်ဆိုရင်ကိုတိုင်းတွေ့ချာလေးလာဖို့အရာရေးကြီးတယ်။ပြီးတော့ကိုဆုံးရှုံးခံနိုင်တဲ့ပုံမှန်နားလည်းပို့ပြီးမမြုံနံဖို့ပေါ့။ဟုတ်ကဲ့။တချို့ကျွမ်းကျင်သူတွေက Dollar Cost Averaging DC လို့နီလန်းကိုအကြံပြုကြတယ်။ DC ရဲ့ဆိုတာကဈေးနှုန်းအတက်အကျကိုတက်ကရုမဆိုင်ပဲသတ်မှတ်ထားတဲ့အချိန်တစ်ခုစီမှာဥပမာလာစင်ပေါ့။သတ်မှတ်ထားတဲ့ငွေပမာဏနဲ့ပုံမှန်ဝယ်သွားတာမျိုးလေ။အော်ဈေးနှုန်းကိုခံမနေစရာမလိုတော့ဘူးပေါ့။ဟုတ်တယ်။ ဒါကဈေးအတက်မှာအများကြီးဝယ်မထားမိစေလို့ဈေးအကျမှာလည်းဝယ်နိုင်တဲ့အခွင့်အရေးပြီးနိုင်တယ်ပေါ့နောက်တစ်ခုကတော့ stable coin တွေ USD လိုငွေကြေးနဲ့ချိတ်ထားတဲ့ digital ငွေတွေသုံးပြီးဈေးခွက်အတက်အကျရဲ့ရိုက်ခမှုကို short ချတာမျိုးလည်းစဉ်းစားသင့်ပါတယ်ကဲဈေးခွက်နဲ့စီးမွေးနေအကြောင်းပြောပြီးပြီဆိုတော့ Ripple ရဲ့အင်အားတစ်ခုလို့ပြောလို့ရတယ်ပူးပေါင်းဆောင်ရွက်မှုတွေသူ့ရဲ့ ecosystem ဘက်ကိုဆက်သွားကြည့်အောင်ဘယ်လိုဖွဲ့စည်းမဲ့လက်တွေ့နေပြီလဲဝင်းပက်ရဲ့အားသာချက်တစ်ခုက ဘန်ဒါရေးလောကတွေကိုတော်တော်လေးထိုးဖောက်ဝင်ရောက်နိုင်တာပဲကဘာတဝိုင်းကဘန်ဒီငွေပေးချေမှုဝန်ဆောင်မှုကုမ္ပဏီလေးအပါဝင်အဖွဲ့အစည်း300ကျော်နဲ့နိုင်ငံမုံ40ကျော်မှာပူပေါင်းဆောင်ရွက်မှုတွေရှိနေပြီလို့သူတို့ကဆိုတယ်ဥပမာတချို့လောက်ပြောပြပါအောင်တင်ရှားတာတွေကတော့စပိန်ရဲ့ Santander Van ကသူတို့ရဲ့ OnePay FX ဆိုတဲ့နိုင်ငံတကာငွေလွှဲ App အတွက် Repayment နည်းပညာကိုသုံးနေတယ် Bank of America Standard Chartered တို့လိုဘဏ်ကြီးတွေနဲ့လည်းပူးပေါင်းမှုတွေရှိခဲ့ဟုတ်တယ် ဂျပန်က SBI Holding ဆိုရင် repair နဲ့အကျူးတူကုမ္ပဏီတောင်ထောင်ထားပြီးတော့အာရှဆေးကွက်မှာ Audio Audio ခုနပြောတဲ့ XRPO ကြားခံအဖြစ်သုံးတဲ့နေပြင်တာနော်ဟုတ်ပါရဲ့ on demand liquidity ဝန်ဆောင်မှုကိုတွင်းတွင်းကျဲတုံးနေတာတွေ့ရတယ်အဓိကက NASA ဖန်ကျော်ငွေလွှဲတဲ့အခါကြားခံပန်းတွေအများကြီးမလိုတော့ဘူးတဖက်နိုင်ငံရဲ့ငွေကြေးကိုချိုတင်စုထားစရာမလိုဘူး prefunding မလိုဘူးပေါ့ XRPO တုံးပြီးငွေကိုချက်ချင်းလိုတဲ့လောက်လွဲဖြောင်းနိုင်အောင်လုပ်ပေးတာ ဒါကဗန်နေအတွက်ကုန်ကြစရရောအချင်းရောအများကြီးတက်တာစေနိုင်နေ Ripper ကဘလို့စိတ်ဝတ်တွေကိုအဓိကဖြစ်မှာထားနေလေဗျအထူးသဖြင့်ဖွံ့ဖြိုးဆဲဈေးွက်တွေကိုအာယုံစိုက်တာတွေ့ရတယ်အာဖရိကတို့အရှေ့အလယ်ပိုင်းတို့လက်တင်အမေရိကတို့ပေါ့ဒီဒေဗာတွေမှာ remittance fee တွေကအရမ်းမြင့်နေတတ်တယ်ဗန်စနစ်တွေကလည်းတိတ်အားမကောင်းနေဘူးဟုတ်ကဲ့ဆိုတော့ Ripper ကသူ့ရဲ့မြန်ဆန်ပြီးစိတ်သက်သာတဲ့နည်းမြညာနဲ့ဒီပြဿနာတွေကိုဖြေရှင်းပေးနိုင်မယ်လို့ယုံကြည်ထားပုံရတယ် ဒီလိုလက်တွေအထုံးဝင်မှုကိုပြနိုင်တာက XRP အတွက်ယုံကြည်မှုတည်ဆောက်ရမှာအရေးကြီးတယ်လေ community တည်ဆောက်မှုအပိုင်းမှာရောဘာတွေလုပ်နေလဲသူတို့က developer community ကိုအားပေးတယ် XRP ရောပေါ်မှာ applications တွေ project တွေတည်ဆောက်ဖို့ရမှုငွေတွေအရေးမြစ်တွေပံ့ပိုးပေးတာမျိုးလုပ်တယ်ပညာပေးအစီအစဉ်တွေ webinar တွေလုပ်တယ်ပြည်တွင်း fintech company တွေနဲ့ပူးပေါင်းပြီးရော XRP ရဲ့အသုံးဝင်ပုံကိုလူတွေပူတည်လာအောင်ကြိုးစားနေတာပေါ့ဆိုတော့လူသုံးများလာအောင်ကြိုးစားနေတာပေါ့ ဟုတ်ပါတယ်ဒါတွေအားလုံးက XRP ကိုတုံးဆွဲသူတွေထောက်ခံသူတွေပူများလာအောင်လုပ်နေတာပဲအဆုံးစုံကြီးမှတ်ချက်ကတော့သမယောကြာ Fiat ငွေကြေးတွေနဲ့ Digital ငွေကြေးတွေချာမှာချော့ချော့မွေ့မွေ့ပေါင်းကုပ်ပေးတဲ့တရားတကူဖြစ်လာဖို့ပဲကောင်းပါပဲအားသချက်တွေအလားအလားတွေအများကြီးပြောခဲ့ပြီးပြီဆိုတော့ကဖက်က wave ဖန်မှုတွေအငင်းပွားစရာအချက်တွေပါကွနကြည့်အောင်အဓိကပါးတွေကို wave ဖန်ကြတာများလေအဓိက wave ဖန်ခံရတဲ့အချက်၃ချက်လောက်ရှိမယ်ထင်တယ် ပထမဆုံးကတော့အစောအနေနဲ့ပြောခဲ့သလိုပဲဗဟုချုပ်ကိုင်မှု centralization မှာอืม XRP အများစုကို Ripple Labs ကကိုင်ထားတဲ့ကိစ္စအဲသဘောတူညီမှုနဲ့အတီးပြူတာဆိုတော့ decentralized လို့ပြောပေမဲ့ Ripple Labs company ကိုယ်တိုင်က XRP အများစုကိုထိန်းချုပ်ထားလေပြီးတော့ validator node တွေရဲ့စရင် UNL unique node list ပေါ့အဲ့ဒီပုံမှာလဲ Ripple ကအတိုင်းအတာတစ်ခုထိလွှမ်းမိုးမှုရှိနေတော့ပဲလို့ယူဆကြတယ်ဆိုတော့ တကယ် decentralization အစ်စ်မဟုတ်ဘူးလို့ပြောချင်တာပေါ့ဟုတ်တယ်တချို့ကအဲ့လိုဝေဖန်ကြတယ်ဒါက band တွေအတွက်ပိုအစင်ကြီးအောင်ဖန်တီးထားတဲ့စနစ်တစ်ခု bitcoin လို့တကယ်ဘဟုချုပ်ကင်မှုကင်းမဲ့တဲ့စစ်တပ်နဲ့မကိုက်ဘူးပေါ့တချို့ဆို XRP ကို band တွေအတွက် trojan hots အတွင်းရန်တို့လို့တောင်းတင်စားကြတယ်ဒီဝေဖန်မှုအပေါ် ripple ဘက်ကဘလို့တုံ့ပြန်ထားလဲ Ripple ဘက်ကလို့ XRP ဟာတဖြည်းဖြည်းပိုပြီး decentralized ဖြစ်လာနေပြီ validator တွေရဲ့ UNL ကိုလည်းအမီအခိုကင်းတဲ့အဖွဲ့တွေကပိုထိန်ချုပ်လာနေပြီသူတို့ company အနေနဲ့ XRP ထိန်ချုပ်မှုကို short ချသွားမှာပါလို့တော့ပြောပါတယ်ဒါပေမဲ့ဒီစိုးရိမ်မှုကတော့ရှိနေတော့ပါပဲဒုတိယဝေဖန်မှုကဘာချက်မလဲဒုတိယအချက်ကတော့ SEC နဲ့တရားဥပဒေဆိုင်ရာ တိုက်ပွဲပါလေခုနပြောသလို secondary market မှာအနိုင်ရခဲ့တယ်ဆိုပြီးမဲ့အဖွဲ့အစည်းတွေကိုရောင်းချမှုနဲ့ပတ်သက်ပြီးအမှုကလုံးဝမပြီးသေးဘူးဒီအမှုရနောက်ဆုံးအဖြေကဘလို့ထွက်လာမလဲဆိုတာက report အတွက်ရော American က crypto စီးမြင်လောကတစ်ခုလုံးအတွက်ပါအရေးကြီးနေတော့မယ်ဟုတ်ကဲ့ဒီမတိချမေယာမှုကဆက်ရှိနေတာပေါ့ဟုတ်တယ်ရင်းနှီးမြှုပ်နှံသူတွေနဲ့ပူပေါင်းဆောင်ရွက်မဲ့အဖွဲ့အစည်းတွေအတွက်စွန့်ရင်စရာချိနေတော့မှာတတိယချက်ကတော့တတိယကတော့ပြိုင်ဆိုင်မှုပါ အထူးဖြင့် stable coin တွေပေါ့ USDT လို့ USDC လို့လို့ဈေးနှုန်းတည်ငြိမ်တဲ့ coin တွေကလူသုံးများလာတယ်။ပြီးတော့အစိုးရတွေကထုတ်မဲ့ဘဟုဘန် digital ငွေကြီး central bank digital currencies CBDCs တွေကလည်း ripple အတွက်ပြောင်းပြတ်တည်ထလာနိုင်တယ်။အစိုးရကြော်ထောက်နောက်ခံရှိတဲ့ CBDC တွေဆိုတော့အားသာချက်ရှိနိုင်တာပေါ့ ဟုတ်တယ်။ဥမာ UK လိုနယ်ကမျိုးက stable coin တွေကိုပို့ပြီးအားပေးတဲ့မူဝါဒချမှတ်လိုက်ရင် XRP လို Pocket က digital ငွေကြေးတွေအတွက်တမားရိုးကျဗန်ဒါကြီးစနစ်ထဲပေါင်းစည်းဖို့နည်းနည်းစင်ခေါ်မှုဖြစ်လာနိုင်တယ်။ဆိုတော့ Ripple ကဒီပြိုင်ဘက်ကြီးကြားမှာသူ့ရဲ့အားသာချက်တွေမြန်ဆန်မှုစည်တတ်တာမှုနေဆက်ဖြတ်ကြုံငွေလွှဲအတွက်တင့်တော်မှုတွေကိုဆက်ပြီးပြနိုင်မှုလိုအပ်လာမှာပါ။ကမ္ဘာတဝိုင်းကကွဲပြားတဲ့စီမင်းစည်းကမ်းတွေကတော့အခက်အခဲမဖြစ်စေဘူးလား။ဒါလည်းရေးကြည့်တဲ့အချက်ပဲ။ ဂျပန်လိုနိုင်ငံက XRP ကို digital ပိုင်ဆိုင်မှုဖြစ်အတိမပြုထားလဲတရုတ်လိုနိုင်ငံကကြတားမြစ်ထားတယ်။နိုင်ငံလိုက်စည်းမျဉ်းတွေကအမျိုးမျိုးကွဲပြားနေတော့ကမ္ဘာလုံးဆိုင်ရာစနစ်တစ်ခုတည်ဆောင်ဖို့စ조사နေတဲ့ Ripple အသက်လိုက်နာရမယ့်စီကန်းတွေကအယံရှုပ်ထွေးနိုင်တယ်။ဟုတ်ကဲ့။တနင်္ဂနွေနေ့တနင်္ဂနွေမတူဘူးဆိုတော့ဟုတ်တယ်။ဒီလိုကွဲပြားမှုတွေကြောင့်လုံခဲနေကြပြမှုအချိန်ပူကြတာမျိုးဖြစ်နိုင်တယ်။ Ripple ကတော့ KYC Know Your Customer နဲ့ AML Anti Money Laundering လို့နိုင်ငံတကာစည်းမျဉ်းတွေကိုလိုက်နာဖို့စူးစမ်းရင်းနဲ့ ပန်းနေဖွဲ့စည်းတဲ့ယုံကြည်မှုရောင်းကိုတည်ဆောက်နေရတာကော့အာသာချက်ဒီအာနေချက်ဒီစိန်ခေါ်မှုတွေအားလုံးကိုချောင်းကုံထုံတပ်ပြီးဆိုတော့အနာဂတ်ကိုဘလို့မြင်လဲ Ripple နဲ့ XRP အတွက်ရှေ့ဆက်ပါရမျောလင်းထားနိုင်မလဲအနာဂတ်အလားအလာကိုကြည့်ရင်တော့음စိန်ခေါ်မှုတွေရှိနေပေမဲ့အကောင့်ဘက်ကိုနည်းနည်းပိုရိုင်းတယ်လို့တော့ဆိုရမှာပါအဲဒီကတုံးကားတွေကတော့ Ripple ရဲ့ဆက်ပြီးစမ်းသစ်နေတဲ့နှီးပညာပေါ့နောက်ပြီးဖွဲ့စည်းကြီးတွေလက်ခံတုံးဆွဲမှုတိုးလာနိုင်ခြင်းအထူးဖြင့် SEC အမှုရှင်းလင်းလာပြီးနောက်ပိုင်းမှာလေ ပြီးတော့ပုံမြန်ပြီးထိရောက်တဲ့နေဆက်ဖြတ်ကျော်ငွေပေးချင်းမှုလွယ်ချက်တီကလည်းမြင့်တက်လာနေတာဆိုတော့အဲ့ဒါတွေကအဖြစ်စင်မှာပါဖွံ့ဖြိုးဆဲဈေးကွက်တွေကိုဆက်ပြီးအယုံဆိုင်နေတာကလည်းကောင်းတဲ့လက္ခဏာလို့မြင်ပါတယ် SEC အမှုရဲ့အဆုံးဖြတ်ကတကယ်ကိုအရေးပါတဲ့အလဲပြောင်းဖြစ်ခဲ့တာပဲနော်တိတ်ကိုအရေးပါခဲ့ပါတယ် secondary market မှာ security မဟုတ်မှုဆိုတဲ့အဆုံးဖြတ်ချက်ကကြီးမားတဲ့ဥပဒေရေးရမုံတိုင်းတစ်ခုကိုဖေရှားပေးလိုက်တယ်လို့ပဲဒီဆုံးဖြတ်ချက်နောက်ပိုင်းမှာဆိုရင် repair ဟာ Hidden Rose ဆိုတဲ့ crypto prime brokerage company တခုကိုဒေါ်လာ10တလန်းမှ billion နဲ့ဝယ်ယူလိုက်ကြောင်းကြေညာခဲ့တယ်။ Prime brokerage ဆိုတာဘာလဲဗျ? Prime brokerage ဆိုတာကအဖွဲ့အစည်းကြီးတွေဥပမာ hedge funds တို့ asset managers တို့ကို crypto စင်ကတဲ့ဝန်ဖို့လိုအပ်တဲ့ဝန်ဆောင်မှုတွေပေးတာလေ။ Trading တို့ custodian တို့ financing တို့ပေါ့။ဒီဝယ်ယူမှုက repair ဟာအဖွဲ့အစည်းကြီးတွေကိုဆွဲဆောင်ဖို့ဘလို့အလေးနဲ့ထားလေဆိုတာပြလိုက်တာပဲ။ အတန်တန်စင်ဟာအတွက်ဒူရီလမ်းပြမြေပုံမှာ define ကိုအလေးပေးထားတယ်ဆိုတာရောအဲ့ဒါကိုနည်းနည်းရှင်းပြပါဦးဟုတ်ကဲ့ Ripple က XRPL ကိုငွေလွေးယုံတတ်တမဟုတ်ဖေးပို့ကြပြန့်နဲ့ define ကဟာစနစ်တစ်ခုဖြစ်လာအောင်တည်ဆောက်နေတာပါ ဥပမာ XRP အပေါ်မှာတိုက်ရိုက်ချီလူငါလူရတဲ့ landing protocol တစ်ခုထက်သွင်းမှုစီစဉ်နေတယ်။ဟာ XRP အပေါ်မှာတိုက်ရိုက်ချီငါလူရတာမှာပေါ့။ဟုတ်ကဲ့ဒါကလူတွေကသူတို့ရဲ့ XRP ဒါမှမဟုတ်တခြား XRP အပေါ်က token တွေကိုအပေါင်ထားပြီးတခြား token တွေကိုချီယူနိုင်မယ်။ဒါမှမဟုတ်ကို token တွေကိုချီထုတ်ပြီးအတိုးရနိုင်အောင်လုပ်ပေးမှာ။နောက်ပြီးပိုင်ဆိုင်မှုတွေကို tokenize လုပ်တာအင်ချမ်မီတို့ stock တို့ကို blockchain ပေါ်က token အဖြစ်ပြောင်းတာကိုပို့အပ်ပေးသွားမယ် ဒါတွေက blockchain ပေါ်မှာတိုက်ရိုက်အချိုးမြက်ဖန်တီးနိုင်စေမှာပေါ့မိတယ်မင်းအသက်တွေ MPTs ZKBs AMS RWA စတာတွေလည်းကြားရတယ်ဒါတွေကတော့ပါတယ်လေနင်းညှုပ်တယ်လို့ပဲပို့ပြီးအသုံးဝင်အောင်လုပ်ပေးမဲ့နည်းပညာတွေပါအာ uh, MPTS multipurpose token ဆိုတာက token တစ်ခုထဲမှာလုံဆောင်ချက်အမျိုးမျိုးပါဝင်နိုင်အောင် လုပ်တာ ZKB zero knowledge proofs ကတော့ privacy အတွက်အရင်ရေးကြီးရယ်ကိုယ့်ရဲ့ အချက်လက်အသေးစိတ်ကိုမဖော်ပြဘဲအချက်တစ်ခုမှန်ကန်ကြောင်းသက်တည်ပြနိုင်တဲ့နည်းပညာပေါ့ဒါကစီမင်းလိုက်နာမှု compliance နဲ့ privacy ကြားမှာဟန့်ချက်ညီအောင်လုပ်ပေးနိုင်တယ်။ Oh ZKP က privacy ကဟုတ်တယ်။ AMMs automated market makers ကရော decentralized exchange တွေမှာ token တွေကိုအလိုအလျောက်ဈေးနှုန်းသတ်မှတ်ပြီးအယောင်အဝယ်လုပ်နိုင်အောင်ဖန်တီးပေးတဲ့ protocol တွေလီလူတွေက liquidity pool တွေထဲကို token တွေချဲ့ဝင်ပြီးအယောင်အဝယ် fee ကနေအကျိုးမြတ်ရနိုင်တာမျိုး อ RWA's Real World Assets ကတော့ခုနကပြောသလို Ancient Meme Stock Bond လို့အပြိုလောကကပိုင်ဆိုင်မှုတွေကို tokenize လုပ်ပြီး blockchain ပေါ်တင်လာတာပါဆိုတော့ Ripple ကသူ့ရဲ့ဤပညာလောကိုတုံးချပြီး DeFi လောကမှာနေရာချင်းနေရာရဖို့အကြီးအကျယ်စ조사နေတာပေါ့အတိအကျပါပဲဒီဤပညာတွေက SRB ရဲ့အတွန်းဝမှုကိုအများကြီးတိုးမြှင့်ပေးနိုင်တယ်ပြီးတော့အဖွဲစီကြီးတွေပါစီးမြန်ပေါင်အတွင်းကနေ DeFi ဈေးကွက်ထဲပေါဝင်လာအောင်ဆွဲဆောင်နိုင်မှလည်းမယ် ဒါပေမဲ့ဈေးကွက်ခန့်မှန်းချက်တွေကတော့အမျိုးမျိုးကွဲပြားနေသေးပါလိ။တချို့က2029ခုမှာ10ဒေါ်လာကျော်20ဒေါ်လာကျော်အထိမျှော်မှန်းချက်လို့တချို့ကလည်းဈေးကွက်မတည်ငြိမ်မှုတွေကြောင့်ပြန်ကျနေသေးတယ်လို့သတိပေးကြတာလည်းရှိတယ်။ဟုတ်ကဲ့။အဆုံးဆုံးမှာတော့ SRB ရဲ့တန်ဖိုးဟာသူ့ရဲ့လက်တွေ့အသုံးဝင်မှုဘလောက်လက်ခံသုံးစွဲကြမလဲဆိုတဲ့အပေါ်နောက်ပြီးဒီလိုစမ်းသစ်တဲ့ဤပညာလေးကိုဘလောက်အောင်မြင်အောင်အသုံးချနိုင်မလဲဆိုတဲ့အပေါ်မှာပဲမူတည်နေမှာပါ အဓိကတော့ချစ်ကတော့ပြောင်းလဲနေတဲ့လောကနဲ့အနီလိုက်လျော့ညီထွေပြောင်းလဲနိုင်စွာနဲ့စပီစန်တက်တီထွေမှုပဲထင်မထင်ပါတယ်။စလာဘုံသူ့ရဲ့မြန်စာမီစီရိတ်တက်တာတဲ့ XRP ရဲ့ဤပညာဟုတ်ကဲ့ SCC နဲ့အမှုခင်းကြောင့်ဖြစ်ပေါ်ခဲ့တဲ့ဈေးကွက်အတက်ကြတွေမရေရာမှုတွေခိုင်မာတဲ့ဘဏ်လုပ်ငန်းပူပေါင်းဆောင်ရွက်မှုတွေတဖက်ကဗိုလ်ချုပ်ကိုင်မှုဆိုင်ရာဝေဖန်မှုတွေနောက်ဆုံး DeFi Locker ကိုဦးတည်နေတဲ့အနာဂတ်ယူမချက်တွေအထိပေါ်အစီအကံစားပါအချက်တွေကိုခြေခံပြီးစမ်းစစ်တင်ကြတာပါဟုတ်ပါရဲ့ အထူးသဖြင့် SCC အမှုရဲ့တရားရုံးဆုံးဖြတ်ချက်ကဘလို့အရေးပါတဲ့အလဲပြောင်းဖြစ်ခဲ့ရဆိုတာကိုပေါ့ဒါပေမဲ့တစ်ချိန်တည်းမှာပဲဟောပဟိုချုပ်ကင်မှုဆန်ရာစိုးရိမ်မှုတွေနဲ့အဖွဲ့အစည်းကြီးတွေရဲ့လိုအပ်ချက်တွေကို ဖြည့်ဆည်းပေးလုံမှုကြားကရှုပ်ထွေးတဲ့အခြေအနေကိုလည်းထပ်ပြီးအလေးပေးချင်ပါတယ် Ripple ဟာတကယ် decentralized crypto လောကနဲ့တမားရိုးကြပန်တိုင်းရင်လောကကြကနယ်စပ်မြင်းပေါ်မှာရှောက်လန်းနေရတယ်လို့ပါပဲ။ဟုတ်ကဲ့။နောက်ဆုံးအနေနဲ့ကျွန်တော်တို့ရဲ့နားထောင်သူတွေကို စဉ်းစားစရာမေးခွန်းလေးတစ်ခုနဲ့အဆုံးသတ်ချင်ပါတယ်။ Ripple ကလက်ရှိ Bandy ဘဏ္ဍာရေးဖွဲ့စည်းတွေနဲ့ပူးပေါင်းဆောင်ရွက်ဖို့ကိုအထူးကယုံဆိုင်နေလားတွေ့ရတယ်။ဟုတ်တယ်။တစ်ချိန်တည်းမှာပဲကမ္ဘာနိုင်ငံအသီးသီးကဗဟိုဘဏ်တွေကလည်းသူတို့ရဲ့ကိုပိုင် Digital ငွေကြေး CBDCs ကိုဖန်တီးဖို့ပြင်ဆင်နေကြပြီ။ဒီလိုအခြေအနေမှာ XRP ဟာလက်ရှိဘန်စနစ်ကိုလုံးဝအစားထိုးပြောင်းလဲပြင်မဲ့ဒေါ်လာရေးသမားဖြစ်လာမလား။ဒါမှမဟုတ်80စနစ်အတွင်းမှာပဲ